တူတစီတက်လာလို့ပြင်းနေမှာပြင်းစကားနဲ့ပလဲမြို့နယ်ကန်တော့ရရက်စကန်သိန်းတိုက်ပွဲပြင်းထန်တဲ့ကြိမ်လာရောက်ဘုံကျဲပြကူတဲ့စောစုရဲ့တိုက်လေတစီကိုဒီကနေ့ဇွန်လ10ရက်မိုးလွယ်7နာရီကျော်အချိန်မှာပြစ်ချနိုင်ခဲ့ပြီးတော့လေရင်မှုလဲခနာကိုတစစီဖြစ်ကတည်ဆုံနေလို့ဒေသခံသတင်းမြစ်တွေကအမတ်ပီကိုပြောပါရတယ်။ တိုင်းလင်းရဲ့ပြက်ကြမီးလောင်တို့အနေနာကဖုံးဝေးကြောင်းနဲ့နေတချို့လည်းမီးလောင်ပြီးတော့လေပြက်တွေကြကလေမှုရဲ့အလောင်းအပိုင်းစတွေလည်းတွေ့ရတယ်လို့မြင်းမြမာရှိနေတဲ့ဒေသခံတော်လန်ရဲဘော်တို့ကအမှတ်ပြုပြောပါရယ်။လေမှုအလောင်းတော့မရပဲအလောင်းအပိုင်းစတွေကိုသာတွေ့ရတယ်ဆိုတာနဲ့လေမှုစောင်းတဲ့အိုးထုံတဲ့အပိုင်းစတွေရရှိထားတယ်လို့တော်လန်ရဲဘော်တို့ကပြောပါရယ်။အခုပြက်ကြတဲ့ဂျက်ဖိုက်တာကဈေးပြူကုန်းကိုလာပြစ်တဲ့လေရင်ဖြစ်ပြီးတော့မိုးလေဝသအခြေအနေကြောင့်တော်တော်လေးကိုနေစင်းပြီးပြန်တန်းလာတာလို့အဆိုပါရဲဘော်ကဆိုပါရယ်။ ပြစ်ချနိုင်ခဲ့တဲ့တိုက်လေရင်ဟာတရုတ်ထုံ FTC 2000ကြီအမျိုးအစားတိုက်လေရင်ဖြစ်တယ်လို့မြန်မာမှာရှိနေတဲ့တော်လန်ရဲဘော်တူကလည်းပြောပါတယ်။ဇောစုကလေရင်3စီးနဲ့လာတာဖြစ်ပြီးတော့ဝိုင်းတွဲတစ်စီးနဲ့ Jet Fighter တိုက်လေရင် FTC 2000ကြီနှစ်စီးဖြစ်ပါတယ်။ဝိုင်းတွဲနဲ့ကန်တော့ရွာကိုဘုံချဲတဲ့ Jet Fighter တစ်စီးကပြန်သွားတယ်လို့ဆိုပါတယ်။အခုပြစ်ချခံလိုက်ရတဲ့တိုက်လေရင်ကကန်တော့ရွာကိုဘုံကျဲဖို့လာတာမဟုတ်ပဲအခြားရွာတွေကို ဘုံပတ်ကျဲနေတဲ့ဂျက်ဖိုက်တာဖြစ်ပြီးတော့အဲ့ဒါကိုပြစ်ချလိုက်တာလို့လည်းတော်လန်ရဲဘော်တို့ကဆိုပါတယ်။ပလဲနယ်ကန်တော့ရွာရက်စကန်ကိုတိမ့်ပိုက်နိုင်ရင်ဇုံလနဲ့ကစလို့တော်လန်ရဲတပ်တွေကထိုးစစ်စင်တိုက်ခိုက်ကြဖြစ်ပြီးတော့စုံစုလေးချောင်းဘုံကျဲခုခံတွေကဒီကနေ့မိုးနယ်ပိုင်းမှာအထပ်ပါအတိုင်းတိုက်လေရင်တစည်းကိုပြစ်ချနိုင်ခဲ့တာလို့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကကနအူးသတင်းထုတ်ပြန်ပါတယ်။ PLA ရဲဘော်တွေကတိုက်လေရင်ကိုပြစ်ချနိုင်ခဲ့တာလို့ PLA အထွေထွေတွေ့ရမှုရဲဘော်နီနီကျော်ကလည်း MFB ကိုအခုလိုပြောပါရယ်ဒီနေ့12နာရီ55မှာကျွန်တော်တို့ PLA ပေါ့နော်ဖြီသူလူမျိုးကြီးတက်မလို့ရဲဘော်တွေကနေပြီးတော့ဒီရန်သူရဲ့ချက်ဖိုက်တာတစ်စုံပြစ်ချနိုင်ခဲ့ပါတယ်ပြစ်ချခဲ့တဲ့နေရာကတော့ကန့်ထောင်နေမြေရဲစခန်းသိန်းတိုက်ပွဲပေါ့နော်ပလဲမြို့နယ်ထဲမှာရှိပါတယ်အဲ့တိုက်ပွဲအတွင်းမှာဖြစ်အဲပြစ်ချခဲ့တာပါအဲဒီတိုက်ပွဲစနေတာကတော့ဂျွန်နေနေ့မနေ့9နိုင်လောက်ကနေပေါ့ဒီနေ့ထိတိုက်ပွဲတွေပြင်းထန်နေရပေါ့နော် အဲရန်သူဘက်ကလည်းလေချောင်းနဲ့ပေါ့နော်နေ့စဉ်နဲ့မျှပေါ့နော်ဘုံလေးဘုံမိုးလေးရွာချနေတဲ့အကြားလေးကနေပေါ့ကျွန်တော်တို့ဒီသူလုံးမြောက်ရေးတက်မြော်ပြည်ရလေးကရော့ချုံနဲ့တိုက်ပွဲဝင်နေပါတယ်ဦးဆောင်ပြီးတော့ကျန်တဲ့မာမေးတက်ဖွဲ့တွေလည်းတရင်တက်ဖွဲ့တွေလည်းနောက်ကနေပြီးတော့အညီညွတ်ညွတ်နဲ့ပေါ့နော်ဒါအားတွေ့သူတို့ဝိုင်းပြီးရော့ချုံတိုက်ပွဲဝင်နေကြပါတယ်လက်တွဲညီညီနဲ့ချိတ်ဆက်ဆောင်ရွက်နေပါတယ်လို့ဟုတ်ကဲ့ဒါမှမဟုတ်ဒီနေ့ပြည်ရလေးရန်ကပ်မှအောင်ဆုံးနေနေပေါ့နော်ဒီ ကျက်ဖိုက်တာတစ်စုံအောင်မြင်မှာပြချနိုင်ခဲ့ပါတယ်အဲ့ဒါမှန်ကန်ပါတယ်ဒီနေ့လေ12နာရီ15မှာပြချခဲ့တာပါဟုတ်ကဲ့ဒီအမျိုးသားနဲ့လေမှုတွေတည်ဆုံမှုအခြေအနေကိုတော့စစ်စစ်စဲလို့ PLA ကဆိုပါတယ်ကန်တော့ရရက်စကန်သိန်းတိုက်ပွဲအတွက်မှာမြေပြင်မှာအထိနာအသေးများတဲ့စုပ်စုကဇွန်လ3ရက်ကစတင်ကကန်တော့ရကိုတာမကပလန်တနယ်လုံးကိုနေရောညပါဒရက်ဆက်လေးချောင်းဘုံကျဲနေတာလို့ဒေသခံတွေကပြောပြပါဗျာ အထပ်ပါတိုက်လျင် မပြတ်ကြမီဒီကနေ့ဇွန်လ10ရက်မနေ့ပိုင်းမှာတင်မယ်တိုက်လျင်နဲ့16ချိန်ထိလာရောက်ပုံကျဲတယ်လို့ဆိုပါတယ်လက်ရှိလျင် ပြတ်ကြပြီးချိန်မှာလဲစုပ်စုကဒရက်ဆတ်တိုက်လျင်နေနဲ့လာရောက်ပုံကျဲနေရဲ့လို့ဒေသခံသတင်းမြစ်တွေကပြောပါတယ်ကန်နောက်ရရက်ကန်သိန်းတိုက်ပွဲအတွင်းစုပ်စုကပလဲတနယ်လုံးကိုနေရောညပါပုံကျဲတက်ဖြတ်နေပြီးတော့ဘုံထိမယ်လို့မင်းနိုင်မရွာကအဖို့တူအပါဝင်ဒေသခံအုပ်ထပ်မင်းတဲ့သေဆုံးက၁၀ဦးကျော်တန်းရရပြီးမင်းတိုင်မင်း အုံနောက်မြေနီကန်ညောင်ရင်ကုန်တာယာကုန်တရက်ကန်ထန်းတော်တိုက်တပြေကုန်အင်ဂျင်စု မကြီးစုကိုင်းတွင်စုပုတ်ကုန်တရက်စတဲ့ပလဲငယ်ကဈေးရွာ20ကျော်ကပြည်သူ2000ခွဲကျော်စပေးဆောင်ထွက်ပြေးနေရပါတယ်။လက်ရှိမှာမိုးရွာသွန်းနေရာကြောင့်ဆက်ဆောင်ပြည်သူတွေရဲ့စမ်းမရေးအတွက်စိုးရိမ်နေရပြီးတော့စားနပ်ရိက္ခာနဲ့ဈေးဝအကူအညီတွေအရေးပေါ်လိုအပ်နေပါတယ်။ပလဲမျိုးနယ်အတွင်းကန်တောင် MT ဈေးပြုတ်ကုန် လဲမျိုးပေါ်မှာဆိုရင်စုအုပ်စုနဲ့ပြူတွေကြက်ရှိနေပါသေးတယ်။ပေါ့ပေါ့ဒီနေ့ခဏမနေလဲပေါ့။ညံညံတဲ့ဒီနဲ့လူရောပါတယ် လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်ခံရခြင်းနေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါဘုံကူကျင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါဇပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါအသက်အန္တရာယ်လွန်မြောက်ရမှာအပပုံကူရနေရကိုမစွန့်ခွာပါနဲ့ ပြစ်ခတ်တိုက်ခတ်ခံရခြင်းအိမ်အပြင်ဘက်လဟာပြင်မှာရှိနေပါကရင်မြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကြောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက်ပုံကိုပါပုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဦးကောင်းကိုလက်နက်ဖက်နဲ့အုပ်မြေကြီးကိုတရောင်းနဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ